28အောက်တိုဘာ2025တရင်ကောင်းနားထောင်ခြင်းနေပြီမလားနေတော့မြင့်မြတ်နေနေဝင်ပြည်သူလူရဲ့ဒဏ်ခတ်မှုကိုစတဲ့ခံစားနေရပြီပြည်သူကတပိတ်မှောက်မယ်လို့ကြွေးကြော်လိုက်အပြီးမှာသူတို့ ਨੇ စာချုပ်ချုပ်ထားတဲ့ကုန်ပစ္စည်းကြော်ညာကုမ္ပဏီတွေစာချုပ်တွေဖြတ်သိမ်းနေကြပြီ စာချုပ်တွေ ဖြတ်သိမ်းတာတစ်ခုနှစ်ခုတည်းမဟုတ်ဘူးကုမ္ပဏီတွေအများပြားဖြတ်သိမ်းနေကြပြီဒါပြင်မှာစီဒီအန်တွေကိုလည်းစော်ကားတဲ့ကျောက်စီယာမချူးလေးနဲ့မေမြင့်မှုစကားတန်လေးနားထောင်ကြည့်ကြရအောင်မယ်နောက်တစ်ခုကအော်ရကတ်တတော်အေယာစစ်တွေအနီးကဘာဆန်နဲ့နှမိုင်ကွာ တီရာယူမူစီက drone တွေတိမ့်ပိုက်ရမ်းမိတယ်ဆိုတဲ့သတင်းတွေကို Mobile Allergy Review Channel မှာကျွန်တော်ပြောမယ်။ဒီဘက်မှာတော့မနေ့ကအဆက်တပိတ်မှောက်ကြာတပိတ်မှောက်ကြာသူများတွေကတော့ social pushman တွေ white out တွေမပြောဘူး။တပိတ်မှောက်လို့ပဲပြောမယ်။တပိတ်မှောက်တယ်ဆိုတာလုံးဝမဆက်ဆံတာပါပဲ။အဲ့တော့ပြည်သူလူထုကိုတပိတ်မှောက်ရင် ပြည်သူလူထုကသဘိတ်မှောက်ရင်ဘယ်ကောင်းမှမခံနိုင်ဘူးတတိုင်းပြည်လုံးပြည်သူတရလုံးကညီညီညာညာသဘိတ်မှောက်ရင်ဘယ်ကောင်းမှခွေးကတက်မှာတော့နေရာမရနိုင်ဘူးနေတိုးတို့ညစ်မြတ်တို့အောင်ချမ်းရေးတို့အောင်ချမ်းပါလေအေဂျင့်အောင်တို့နော်ချူလေးတို့မင်းမိမို့လို့မပြောနဲ့မင်းအွန်လိုင်းလို့កောင်မျိုးစစ်အုပ်စုတစုလုံးတော့ပြည်သူကစန့်ကျင်ပြီးဟိတ်ဆိုရင် အခုထိညာဘက်အိပ်ပျော်နေတယ်လို့ထင်လို့လားအဲ့တော့ဒီနေရာမှာတပိတ်ဘလို့မှောက်ရမှာလဲဘယ်ကဲ့သို့တပိတ်မှောက်ရမှာလဲဆိုတဲ့ကိစ္စတွေကိုမနေ့ကကျွန်တော်ပြောပြီးပြီနော်ဒီနေ့ထပ်ခါထပ်ပြောမယ်နိုင်ငံကြီးတော်လိုင်းကြီးစကလုံးနေနဲ့ပဲပြောမယ်တိတိကျကျပြောမယ်တိကျတဲ့တိုက်ပွဲခေါ်တန်ကျွန်တော်တို့ပြီးပါမယ်လူငွေပြစ်ဒဏ်တို့ဝိုက်ကောက်တို့ဆိုတဲ့ CS ဆိုလိုလိုခက်ပြော့ပြော့အတုံးတုံးနေမတုံးဘူးခက်ရှင်းရှင်းတခုပြောရမယ်ဖက်စစ်တက်တခုလုံးနဲ့ဆက်ဆက်ပတ်သက်သူအားလုံးကိုမိသူကိုမဆိုပြည်သူလူထုကတပိတ်မှောက်ကြရမှာဖြစ်ပါတယ်တပိတ်ဘလို့မှောက်မှာလဲမိမိရဲ့နေထိုင်တဲ့အလုံးလုံးကိုင်းတဲ့နေရာဒေသဝင်းချင်လိုက်မိမိရဲ့ပတ်ဝန်းကျင်ကနေစပြီးပြည်သူတူးချင်းဟာမတရားအာဏာသိမ်းတဲ့ဖက်စစ်တက်ရဲ့ ပတ်သက်ဆက်ဆက်တဲ့ကုန်ပစ္စည်းတွေကိုလုံးဝဝယ်မသုံးတာတွေနိုင်ငံတော်ပုံကမှုကိုကျူးလွန်လာတဲ့ဘတ်စတရဲ့ဝါရဖြန့်ချီနေမှာပါဝင်တဲ့တယုတ်ဆောင်တွေရှုပ်တံတွေလုံးဝမကြည့်တာတွေဒီတယုတ်ဆောင်တွေကြော်ညာတဲ့ပစ္စည်းတွေကိုလုံးဝဝယ်မသုံးတာတွေတူးချင်းကစစတဲ့တပိမောက်ကြပါမိတပိမောက်ထားကြောင်းမိသူကမှအတိပေးစရာမလိုပါဘူးတိတ်တိတ်စိတ်စိတ်ပဲတော်လိုက်ရေးမှာ ခမရတို့ပါဝင်ပေးပါတတိုင်းပြည်လုံးပါဝင်ပေးပါလေးနေလေအောင် မြင်းဆောင်မချန်တပိတ်မောက်ပေးပါဒီလိုတပိတ်မောက်တဲ့နေရာမှာပြည်တွင်းကပြည်သူလူထုကြီးပြားလောက်လို့မဟုတ်ပါဘူးထိုင်းမလေးရှားစင်ကာပူအမေရိကန် USA နော်ဝေးအစရှိတဲ့နိုင်ငံတကာက ပြည်သူတရက်လုံးကတပိတ်မောက်ပေးပါတပိတ်မောက်ကြောင်းပြောလို့ပြလို့ရတယ်ဆိုရင်အင်တာနက်စာမျက်နှာတွေမှာပြောကြပါပြကြပါ နိုင်ငံတကာရောက်နေတဲ့မြန်မာတွေကပေါ့ပြည်တွင်းကလုံခြုံရေးအခြေအနေကြောင့်မိမိလုံခြုံရေးကြောင့်မပြောပြနိုင်တဲ့သူတွေကတိတ်သိတော်လာပြီပါတိုင်းပြည်နဲ့လူလူကိုဝင်ချတောင်းပန်မှုမလုံးမချင်းလုံးဝသပိတ်မလန်ပါနဲ့အခုဆိုရွှေဝါရောင်တော်လန်ရေးတုန်းကယဟန်တန်ဃာရီမှောက်ထားတဲ့သပိတ်တန်ဃာသပိတ်ကြီးကအခုထိမလန်ရသေးပါဘူးစေအုပ်စုဟာတန်ဃာဒုနဲ့ပြည်သူလူလူကိုလုံးဝမတောင်းပန်သေးပါဘူး ဲ့တော့တပိတ်မောက်မှုတွေကိုစတင်ပြီလို့ကြွေးကြော်လိုက်ပြီးမှနေတို့မြင့်မြတ်နေဝင်းတို့ရဲ့အကြောင်းညာရိုက်ကူးဖို့စီစဉ်ထားတဲ့ကုန်ပစ္စည်းကုမ္ပဏီတွေကြော်ညာတွေဖျက်သိမ်းနေပါတယ်။စာချုပ်တွေတရဆက်ဖျက်သိမ်းနေပါပြီ။ပြည်သူကဝေဖန်တယ်ပြင်းထန်စွာဝေဖန်တယ်ပြည်သူလူတွေရဲ့ယုံကြည်ချက်ကိုထိပါတယ်။ပြည်သူလူတို့ကတပိတ်မောက်ပြီးဒီကောင်လေးကြော်ညာတဲ့ပစ္စည်းတွေကိုလုံးဝမဝယ်ဘူးလို့တွေးကြော်တန်အပြီးမှာ ုမ္ပဏီတွေဟာသူတို့ပုံရိပ်ပျက်စီးမှာသူတို့ကုန်ပစ္စည်းတွေကိုပြည်သူလူထုကမဝယ်ယူတော့မှာသူတို့အမှတ်တစိတ်တွေကိုနမည်ပြက်မှာစိုးရိမ်နေဆိုတဲ့အကြောင်းပြချက်နဲ့နေတို့မြင့်မြတ်နေဝင်းတို့ကိုအတီးကစာချုပ်တွေဖြတ်သိမ်းနေတယ်လို့ကျွန်တော်တို့သိထားရပါတယ်။ဒါအဖြစ်မှာထိုင်းနိုင်ငံမှာလေးပြူနဲ့ Iron Cross သချင်းလာဆုံးပဲဘတ်690 ဒါကိုလေလုံးဝမကြည့်ရှုကြပဲထိုင်းနိုင်ငံတနိုင်ငံလုံးထိုင်းနိုင်ငံရောက်မြန်မာပြည်လုံးဝမကြည့်ရှုရဲတပိတ်မှောက်ကြဖို့စတင်နေပါပြီဒါနဲ့ထက်တူနေဝင်းတရုတ်ဆောင်လာတဲ့ဗျောဒံရုပ်ရှင်ကိုလုံးဝမကြည့်ပဲတပိတ်မှောက်ကြနေတဲ့အပြင်ကိုအဲ့ဒီဗျောဒံရုပ်ရှင်ကိုကြော်ညာပေးတဲ့ကြော်တက်ထွေးလာပြီးနာမည်ကိုတက်လို့တစ်တော်စိန်လီပေါ့ဗျာ ီလိုလူတွေကိုပါထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေလုပ်ငန်းတွေကမပတ်သက်မဆက်ဆံတော့ဘူးဆိုပြီးစာရီထုတ်ပြန်တဲ့သဘိမောက်မှုတွေစတင်နေပါတယ်။ကဲတိုက်ပွဲကတော့စပြီ။မြန်မာပြည်တွင်းနဲ့ထိုင်းနိုင်ငံကစတင်လိုက်ပြီးဖြစ်တဲ့စေုပ်စုတောက်တိုင်များနဲ့ဝါရဖြန့်တယုတ်ဆောင်တွေကိုသဘိမောက်မှုစတင်ပြီးတခါလာစီရီယန်တွေဟာတသက်ပတ်လုံး ဂုံတိတ်ခါအတွက်လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့တော်လန်သူရဲကောင်းများအဖြစ်တတိုင်းပြည်လုံးကဂုံရှူဂုံပြုတ်ထားပြီးသားဖြစ်ပါတယ်။ဒီဝါရဖြန့်ရုပ်ရှင်ကားမှာတော့ချူးလေးနဲ့မင်းမိမျိုးကဆီယာမရောင်ဆောင်ပြီးတော့နင်တို့ကចောင်းတက်နေတာလားဒါစိတ်ရိုင်လို့ခဏလောက်တာပါအစင်မပြေထပါဘူးသူတို့လဲဆိုပြီးစီရီယံတွေရဲ့ဂုံတိတ်ခါကိုထိပါတဲ့စကားရက်ကိုကျွန်တော်တို့ချားလိုက်ရမှာပါ ။အော်ဒီလိုညောင်းမှာမေးအောင်မေး။ဒီလိုလေတောက်ချောင်းကြောင်းသွားနေရလား။ကြောင်းထွက်ကြောင်းထွက်စရာလားဟဲ့။ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလုံးလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရတယ်။စာတင်မို့ကငါတို့အလုပ်ပဲ။ဒါနဲ့ဆရာမတို့ကြောင်းမှာရောကြောင်းထွက်သွားတဲ့ဆရာဆရာမတွေမရှိကြဘူး။အင်းရှိတာပေါ့။ဒါပေမဲ့အဆင်မပြေကြဘူးလေ။เจ้าเสี่ยม้าสุดแล้วใส่เนี่ยโกตะเป้โกเจ้าสุดแล้วใส่เนี่ยเว้ยเจ้าก็เปลี่ยนหยอดละจ้า ဥမေလင်းလင်းပြောရရင်အပြောင်းလဲခဏတာမှာစိတ်ရိုင်းသွားတဲ့သဘောမျိုးပေါ့ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ပြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်တန်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုပြောနေပေမဲ့လည်းနန်းစီဒီယန်ဖြစ် ကြောင်းတက်ပြီးစေအောင်စုရဲ့အောက်မှာစစ်ပနက်ကိုရှာနေရက်ပါတယ်ဆိုတဲ့ကြောင်းဆရာမတဦးရဲ့တည်င်းကတော့အင်မတန်စိတ်ပြတ်စရာကောင်းလာပါတယ်ပြင်ဦးလေးမျိုးနဲ့ရက်ကွက်ကြီးသုံးအမှတ်လေးအခြေခံပညာအလဲတန်းကြောင်းဒီမှာနမ်စီရီယန်ဆရာမဆိုဆိုထွန်းနထိုးကြီးမျိုးနဲ့ကနေထွက်ပြေးလာတဲ့ဆရာမ ကြန့်ခိုင်ရေးကိုထောက်ခံသူဆိုတဲ့ဆရာမတယောက်ဟာသူရတဲ့လကနဲ့မလောက်တာကြောင့်မြို့တိနှစ်ရက်ကွာမှာရှိတဲ့တွဲဘက်အလေရန်ပြနန်းစီရန်ဆရာမဆွဆွထွန်းကလေအတော်ဖြစ်သူအငိမ့်သားဆရာမဒေါခင်မြင့်ဆိုးအသက်84နှစ်ရွယ်အဖွားကြီးစီကတူနဲ့ခေါင်းကိုထုတ်တက်ပြီးရွှေတဲ့ပစ္စည်းနဲ့ကြက်သိန်းတရာယူဆောင်ထွက်ပြေးသွားပါတယ် ဒါပေမဲ့စစ်တပ်ကပြန်ဖမ်းလိုက်ပါတယ်။နန်စီရီယန်လှုပ်လို့နေလို့အဆင်ပြေနေတာလား။ထမင်းတလုံးစားဖို့ပဲရှင်တန်နေကြတာလား။ဂုံတိတ်ခါနဲ့မျောလင့်ချက်လွတ်လပ်မှု လုံခြုံမှုငြိမ်းချမ်းမှုအနာဂတ်နိုင်ငံသစ်အတွက်စင်ဂျီနိုဒီယမ်မဲတဲ့ចောင်းសៀရာမှာសូទူរីဟာសាទិនចាပြီးတဲ့ တပည့်တွေကိုဘာတွေများတင်ကြားပေးနိုင်ပါလဲလက်ရှိဖက်စစ်တဲ့ရန်နေရာထဲမှာလေပတ်ခံចောင်းဆရာမတွေတစ်တော့မှာဖင်တလုံးလုံးယင်တလုံးလုံးနဲ့ကနေတာကိုတွေ့ရပြီသူတို့တင်ကြားပေးတဲ့တပည့်တွေចောင်းတက်နေကြတဲ့အဖြူအစိမ့်နဲ့ဝိုင်းဝန်းထိုးချိတ်တာတွေအမျိုးသမီးចောင်းသူတွေဆိုရင်ပါးရိုက်ပြီးတော့ပြဿနာရှာတာတွေဖိနှိပ်အနိုင်ကျင့်မှုတွေ လက်ရှိစာတင်ကြောင်းတွေမှာဖြစ်နေတယ်။ဒါအပြင်မှာဒီနန်းစီရန်ဆီယာမတွေတင်ကြပါတယ်ဆိုတော့ចောင်းသားတွေတဲကဇလင်းမျိုးအတက်တန်းចောင်းမှာ123ခုအရှိဇလင်းဇလင်းမျိုးအထက်တန်းចောင်းမှာចောင်းသူတယောက်ကိုចောင်းသား3ယောက်ကအုပ်စုဖွဲ့မရင်းချင်းနေဆိုတော့တန်ငယ်မရင်းမှုကြီးဖြစ်ခဲ့ပါတယ်။ဒါ ်ခင်ဗျားတို့ပြောတဲ့နမ်စီဒီဟန်တွေစစ်ကြုံခံကျောင်းဆရာမတွေတင်ကြားမှုကပေါက်ဖွာလာတဲ့ကျောင်းသားကျောင်းသူမျိုးဆက်ရဲ့စာရိတ္တတွေနဲ့အခြေအနေတွေဖြစ်ပါတယ်ထပ်ပြီးတော့ဘုန်းတော်ကြီးပညာသင်ကျောင်းဖွင့်ထားလို့မြဝတီမှာ မရိမှုကျူးလွန်ပြီးထွက်ပြေးနေရတဲ့ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးကဆရာတယောက် ចောင်းသူ73နှစ်ရွယ်ကိုမရင်းကျင်တာနှစ်နဲ့ချီပြီးမရင်းကျင်ခဲ့တဲ့ပညာရေးစနစ်ဒီအခြေအနေတွေကိုနန်းစီဒီယန်ဆရာမတွေသိပါလိမ့်စားဆိုလိုတာကစစ်ကြုံအောက်မှာတရုတ်ကြုံနဲ့စစ်ကြုံဖြစ်ဖို့ရွေးကောက်ပွဲကိုအားပေးနေတဲ့အမှုပညာရှင်တို့ကိုကိုကိုပြောပြီး မိမိယုံကြည်ချက်ကိုတော့တစ္ဆာမရှိတဲ့လူတွေကိုစပြီးဒီနေ့ကစတဦးချင်းတပိမှောက်ကြပါ။ဒါနဲ့ထတ်တူဖက်စစ်တက်လို့တရားမဝင် ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲအနာရီဆိုတဲ့နိုင်ငံလုံးဆိုင်ရာမဟာမိတ်တော်ရဲ့တပ်ပေါင်းစုကလည်း no ဆိုပြီးလက်မကန်တဲ့လှုံရှားမှုကြီးကိုလုပ်နေတယ်လို့ဒီကနေ့ဆိုရင်တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအားစု GSCB ကဒီရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ထုတ်ပြန်လိုက်ပါတယ်ဒီကနေ့ဒီချိန်မှာလူကြီး12တန်းကျော်ထမင်းငတ်နေတယ်တိုင်းပြည်ဟာမူကြီးစေဝါကြားဖြန့်လောင်းကစားတွေစက္ကန်းချနေတဲ့တိုင်းပြည် လုံခြုံမှုမရှိဆုံးတိုင်းပြည်တရားဥပဒေစိုးမှုအကင်းမဲ့ဆုံးတိုင်းပြည်အကြမ်းဖက်မှုတွေနဲ့ပြည်ညံ့နေတယ်လူငယ်တွေအနာဂတ်ပျောက်နေတယ် စာသင်ခန်းထဲမှာပြိမှုတွေဖြစ်နေတဲ့အချိန်ဒီမှာငရဲပမာဖြစ်နေတဲ့တိုင်းပြည်ငရဲကြီးရှစ်ထက်ရဲ့အပေါ်ဆုံးတက်ကိုးတက်မြတ်ဟွာမြန်မာပြည်ဒီလိုအချိန်ဒီဒီလိုအချိန်ဒီအောက်မှာလုံးမဲ့ရွေးကောက်ပွဲတရုတ်ကျွန်စစ်ကျွန်ဖြစ်ဖို့သာဥတည်နေတဲ့ရွေးကောက်ပွဲဟာစက်တည်းအဖျားဖျားတုံးနေပြီးတော့ ပြည်သူလူထုကိုစစ်ကြုံနဲ့တရုတ်ကြုံဖြစ်တွတ်သွင်းမဲ့ထောင်ချောက်ကြီးတစ်ခုသာဖြစ်တယ်လို့ထုတ်ပြန်ထားပြီးအော်တိုဘာ28ရက်နေ့ဒီဇင်ဘာ31ရက်နေ့ထိတရားမဝင်ရွေးကောက်ပွဲတပိတ်မောက်ကာလလို့သတ်မှတ်ထားပါတယ်။ကဲပြည်သူတွေရဲဘော်တို့ရေမိတ်ဆွေတို့ကြီးနေတို့မြင့်မြတ်အေဂျင့်အော်နေဝင်းတို့ကို ကြော်ညာကုမ္ပဏီတွေကစတင်စာချုပ်တွေဖြန့်နေတယ်လို့ထိုင်းနိုင်ငံမှာလည်းနေဝင်းပါဝင်တဲ့ဗျောဒဏ်ရုပ်ရှင်ကားကိုတပိမောက်ဆန့်ကျင်မှုတွေလုပ်နေတယ်ပြည်သူလူထုတရလုံးကလည်းလဲနေလေအောင် မြင်းဆောင်မချံတိတ်တိတ်လေးပဲတပိမောက်တော်လန်ပေးကြပါလို့ပြောရင်ပြည်သူလူထုကသာညီညီညာညာတပိမောက်ရင် ဒီလိုကောင်ဇာမျိုးတွေခွေးကြက်ကတက်ကြတာမဟုတ်ဘူးလို့ပြောရင်အားလုံးဂျေဆုတင်ပါတယ်